ကျွန်တော်အခုပြောမယ့်အကြောင်းအရာကကျွန်တော်နဲ့အရင်နှိစက်တဲ့အကြောင်းအရာပါကျွန်တော်က interstitial အဆုတ်ယောဂလို့ခေါ်တဲ့အရာနဲ့လူနာများစွာဘူးကုသပေးပါတယ်ဒါကအဆုတ်နဲ့ပတ်သက်တဲ့ပြဿနာတစ်ခုဖြစ်ပြီးကျွန်တော်တို့ထင်ထားသလိုရှားပါတာမဟုတ်ပါဘူး interstitial အဆုတ်ယောဂရဲ့အကြောင်းရင်းကဘာဖြစ်နိုင်မလဲ interstitial အဆုတ်ယောဂကိုဘာကြောင့်ပြောဆိုနေရတာလဲအခု interstitial အဆုတ်ယောဂကိုကျွန်တော်တို့အထွေထွေနှစ်ခုအဖြစ်ခွဲခြားတယ် ဒါကအီယိုပသစ်အဆုတ်ချယောဂလားဒါကြောင့်အီယိုပသစ်ဆိုတာဆရာဝန်တွေအတွက်ဘာကြောင့်ဖြစ်တယ်ဆိုတာမသိဘူးဘလို့ဆိုလိုပါတယ်ဒါကြောင့်အီယိုပသစ်အဆုတ်ချယောဂဆိုတာအဆုတ်တွေမှာအဖျားဖြစ်နေပြီးဘာကြောင့်ဖြစ်တယ်ဆိုတာမသိဘူးဒါမှမဟုတ်အီယိုပသစ်မဟုတ်ဘူးလားဒါကြောင့်အီယိုပသစ်အဆုတ်ချယောဂဖြစ်တဲ့အခါအခြေခံအဖြစ်အိုမင်းတဲ့လူတွေမှာတွေ့ရပါတယ်အဆုတ်တွေကကျုံနေပြီးပျက်စီးနေပါတယ်စက္ကင်မှာအီယိုပသစ်အထယောဂလို့မပုံမှန်ရင် ဆရာဝန်ကဘာကြောင့်ချစ်တယ်ဆိုတာချက်ဖွေရန်အပြည့်အဝစစ်ဆေးရပါမယ်အခုဒါကဆစ်လိတ်တောက်တာကစသည်ဘာမှဆိုခင်နိုင်ပါတယ်အိမ်မှာအိမ်မွေးတရိတ်ဆန်တွေရှိကြလဲဖြစ်နိုင်ပါတယ်အိမ်မှာငှက်တွေရှိကြလဲဖြစ်နိုင်ပါတယ်အမှန်တော့ကျွန်တော်တို့ရဲ့မျိုးကြီးတွေမှာငှက်တွေနဲ့ပြန်တန်းနေတဲ့ငှက်တွေအများကြီးရှိပါတယ်တခါတလေအေးပြားနဲ့ကြွတာယောဂါတွေကပါအတွင်းပိုင်းအဆုတ်ယောဂါဖြစ်စေနိုင်ပါတယ်ဒီအထူးပြောဆိုမှုရဲ့အဓိကချက်ကအလ်ဂို စောစောမိစေပြီးစောစောစစ်ဆေးရမယ်ဆိုတာပါဒါကိုအပြည့်အဝနဲ့အထူးသဖြင့်စစ်ဆေးရပါမယ်အခုတော့ကုသမှုအမျိုးမျိုးရနိုင်ပြီးအပိုလိုဆေးရုံမှာအမျိုးမျိုးသောအထူးကုအဖွဲ့ကိုတနေရာထဲမှာရနိုင်တဲ့အခွင့်အလမ်းလည်းရှိပါတယ်ဒါကြောင့်ဒီလူနာရီရဲ့ဘဝကိုတကယ်ပြောင်းလဲပေးနိုင်ပါတယ်